အားလုံးပဲမင်္ဂလာပါရှင်။ရခိုင်မြို့တည်နဲ့မုတ်ဖတ်တုတ်ပြီးတုတ်စားပြည့်လို့ပြန်လေဝေးငှတာဖြစ်ပါတယ်။အဝစာလူ20စာဖြစ်တဲ့အတွက်ပုံကြားစီလည်းအရန်တက်တာပါတယ်ရှင်။ငားဟိုတော့စာအချုံမုံနဲ့နေပြီးပြုတ်ထားပေးရမှာဖြစ်ပါတယ်။ငားဟိုတော့တက်ပြီလို့အသုံးပြုထားပါတယ်ရှင်။ပြုတ်ပြီးသားငါးရီတော့အယိုးနှွင်ထားပေးရမှာဖြစ်ပါတယ်။မြေုပ်ကောင်မြေုပ်ပြီးစိမ့်တွေကိုတော့လှော်ပြီး ထောင်းထားပေးရမှာဖြစ်ပါတယ်။မယုတ်ချက်ချက်ဖို့အတွက်အဓိကပါဝင်ပစ္စည်းတွေကတော့မယုတ်သီးစိမ်၊ကြက်တုံဖြူ၊ငရုတ်ကောင်းမုတ်၊ငါ၊မြေငပီ၊စားနဲ့အချိုမုတ်တို့လိုအပ်ပါတယ်ရှင်။ နှွင်ထားတဲ့ငါးကိုတော့သုံးပုံနှစ်ပုံအသုံးပြုထားပါလေရှင်။မုတ်ဒီတုတ်ရဲ့အဓိကမပါမဖြစ်ကတော့ငရုတ်ချက်လေးဖြစ်ပါလေ။ကျန်နေတဲ့ငါးကိုတော့ဥပင်းပြူလေးကတ်ထားပြလိုက်ပါလေရှင်။အသွေးကလေးလေးလဲစားတင်တာမို့လို့ပြုတ်ထားပြလိုက်ပါလေရှင်။ဟုတ်ဒီရင်စားချက်တဲ့အခါမှာတော့ငပိကိုရေ၃ပုံပုံ၂ပုံ ခန်းတဲ့အထိကျူပေးရမှာဖြစ်ပါတယ်။ ရေခမ်းပြီဆိုရင်တော့မိမိချက်မဲ့အိုးရဲကိုငပိတွေကိုစစ်ပြီးထည့်ပြီးလို့ရပါပြီရှင်။မိမိစိတ်ကြရေအနေထားထည့်ပြီးဟင်းအိုးဆိုရင်တော့အိုးပြင်းဘူးကတ်ထားတဲ့ငါးစာအချိုမုံနဲ့အသွေးခဲတွေကိုထည့်ပြီးရမှာဖြစ်ပါတယ်။ကြက်တုံကျူနဲ့မြေုပ်ကောင်းမုံတွေကိုထည့်ပြီးဟင်းအိုးဆိုတဲ့အထိနာနာလေးထားပြရမှာဖြစ်ပါတယ်။ မုတ်တီတုတ်ကိုတော့မယုတ်ချက်လေးထည့်ပြီးချင်းငန်ဆက်အရသာနဲ့မိမိစိတ်ကြိုက်တုတ်စားလို့ရပါပြီရှင်စားကြပါအောင်ရှင်ရခိုင်ရိုးရာအစားအစာတစ်ခုဖြစ်တဲ့မုတ်တီတုံးနဲ့ငြိုကောင်းတဲ့မိုးမွေးလေးနဲ့ ရခိုင်မုတ်တီဟင်းရီကိုလည်းမယုတ်ချက်လေးနဲ့ရှူးရှူးရှဲရှဲလေးစားကြပါအောင်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်